တာရုံသမီးတို့အားလုံးမင်္ဂလာပါဆရာကားဆရာစင်ပါ grade 7တင်ချာသင်ယူသည်များကိုညဝေတင်ကြပေးပါမယ်ဆရာရဲ့ညဝေတင်ကြမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်ပါပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကဆရာတို့သင်ချာနှစ်ရဲ့2.5 drink and queen ရဲ့ down ထုံးဝက်ပိုင်းမြင်းနေကြောင်းလေ့လာရအောင်အဲ့တော့စကလုံးလေးတွေမှာအဓိပ္ပာယ်လေးရှိတယ် down ထုံးဝက်ပိုင်းမြင်းဒါဆိုဆရာတို့က down နေကိုဘာလို့ရမလဲထုံးဝက်ပိုင်းရမှာပေါ့ဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာလေးမှာရည်ရွယ်ချက်နှစ်ချက်ရှိတယ် အဲ့ယူရဲ့ချက်ကဘာလဲဆိုတော့တောင်ထုပ်ဘက်ပိုင်းမြင်းတွေကိုတတိဆွဲသားတက်ရမယ်ပြီးသွားရင်20ဆဝိုင်းဘိုးရီအကြောင်းကိုလည်းတာလို့သမီးတို့နားလည်ဖို့ဖြစ်တယ်ဒါဆိုဆရာတို့ရဲ့ယူရဲ့ချက်လေးတွေနားလည်ဖို့အတွက်ဆရာနဲ့အတူတူလက်တွေ့ဆက်သက်ဆန်သက်ချက်လေးတွေဆရာနဲ့အတူတူလိုင်းလုပ်ကြရအောင်ကဲဒါဆိုရင်ဆရာတို့ကဒရီကန်ကရှိတဲ့ဆရာတို့တောင်ထုပ်ဘက်ပိုင်းမြင်းတွေကိုဆရာတို့ဆွဲမှာဆိုတော့ triangle လေးလိုအပ်ပြီးဒါဆိုရင်ဆရာတို့က triangle တစ်ခုဆွဲပါမယ်အဲ့တော့ ဒေါင်းနေကိုထွက်ပိုင်းမှာဆိုတော့ဒါတို့သမီးတို့ဆွဲလိုက်တဲ့ triangle လေးကဒေါင်းနေကိုဒီဂရီအတိုင်းဒါအတီကြနဲ့ဆွဲရင်ပို့ပြီးတော့ကောင်းပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ triangle လေးတူတူဆွဲကြရအောင်ပြီးတော့ရင်ဆရာကနာမည်ပေးလိုက်တဲ့ triangle လေးကိုလက်ဝဲရင်းလှဲလိုက်တဲ့ a b c ပြီးတော့ရင်ဟောဒီဆရာရဲ့ angle a လေးဒီဘလောက်ဒီဂရီဆွဲထားတာလဲဒေါင်းနေကိုဆရာတို့ထွက်ပိုင်းရအောင်ဒါဆိုရင်ဒေါင်းနေကိုထွက်ပိုင်းမှာဆိုတော့ဒေါင်းတိုင်းစဝိုင်းချမ်းလေးယူမယ်ပြီးတော့ရင်ဆရာတို့ဆွဲထားတဲ့ တောင်းတယ်ကိုထွက်ဝက်ပိုင်းမယ်။ဒါဆိုဆရာဆွဲထားတဲ့ NGA လေးဒီ brown degree လဲတိုင်းလိုက်တော့50 degree ။ဒါဆိုရင်ဆရာတို့ကတဝက်ဝက်တော့25နေရ။ဒါဆိုအဲ့ဒီငါတဝက်နေရလေးမှာမပါလို့လိုက်မလဲ။အမှန်မှန်လိုက်မယ်။ပြီးသွားရင်ဆရာတို့ပေတံလေးနဲ့ထွက်ဝက်ပိုင်းလိုက်မယ်။ကဲဒါဆိုဆရာတို့ထွက်ဝက်ပိုင်းရအောင်။ဟောထွက်ဝက်ပိုင်းလိုက်။ပြီးသွားရင်နာမည်ပေးမယ်။သူ့ကိုဆရာတို့ D လို့ပေးလိုက် အဲ့ဒါရေဆရာတို့ဆွဲလိုက်တဲ့အဲ့ဒီ angle ကိုတဝဲဝန်းလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီ down down ဒီပါဖြစ်လက်ညီတယ်တူတယ်ဒါကြောင့်ဆရာတို့ကတူတဲ့သင်္ကေတလေး down down ညီတယ်ဆိုတဲ့သဘောလေးဆရာတို့ရေးလိုက်ပြီးတော့ရတဲ့တမီးတို့အမှ angle နေရာမှာကြိုက်တဲ့နံပါတ်လေးပြီးလို့လည်းရတယ်ဒါဆိုရင်ဆရာတို့ angle A ကိုဘာလို့ပြီးသွားပြီလဲထုတ်ဝက်ပိုင်းမြင်ဆွဲပြီးသွားပြီဟောဒီဆရာတို့အခုဆွဲလိုက်တဲ့မြင်းလေးကိုဘာလို့ခေါ်လဲ down ထုတ်ဝက်ပိုင်းမြင်းလို့ခေါ်တယ်ဟောဒီ angle A ကိုထုတ်ဝက်ပိုင်းလိုက်တာ ပြီးတော့ angle B ကိုထိုးရပိုင်းမယ်ဒါဆိုရင်ဆရာတို့ဆွဲထားတဲ့ဟောဒီ angle B လေးကဘယ်လောက်ဒီဂရီရှိတယ်တိုင်းအောင်ကဲဆရာဆွဲထားတဲ့ angle angle B လေးကဘယ်လောက်ဒီဂရီရှိလဲဆိုရင်ဆရာတို့ဒီမှာ80ဒီဂရီရှိဆရာဆွဲထားတဲ့ angle B လေးက80ဒီဂရီဒါဆိုတဝဲဝဲတော့ဆရာဘယ်လောက်မှမတဝဲဝဲရမလဲဆိုတော့ဟောဒီ40နေရာမှာတဝဲဝဲရမယ်အဲ့တော့40နေရာမှာအမှန်မှန်လိုက်မယ်ပြီးတော့ရင်ဆရာတို့ ဗီတောင်စွန်းလေးကနေအဲ့ဒီမှတ်ထားတဲ့အမှတ်လေးကိုဘာလို့လိုက်မလဲဆွဲလိုက်မယ်ပေးနန်းလေးနဲ့ဩဒါဆိုရင်ဆရာတို့က angle b ကိုတဝဲဝင်လိုက်ပြီနာမည်ပေးမယ်သူ့ကိုဆရာတို့က b လို့ပေးလိုက်မယ်ဒါဆိုရင်ဟောဒီ angle b ဒီဆရာတို့80ဒီဂရီရှိတာကိုတဝဲဝင်လိုက်တဲ့အတွက်အခုဖြစ်ပေါ်လာတဲ့ angle တောင်းတောင်းကြီးဘာဖြစ်လဲညီတယ်ဒါကြောင့်ဆရာတို့ကညီတယ်ညီတယ်ဆိုတော့ဒီဘောအတွက်ဆရာတို့က angle thinking data လေးနှစ်ခုထည့်လိုက်တယ် ဒါဆိုရင်ဆရာတို့က angle B ကိုထောင်းထုတ်ဝက်ပိုင်းမြင်လေးပါလို့ပြီးသွားပြီလေဆွဲပြီးသွားပြီဟောဒီမြင်လေးကို BE ကိုတောင်းထုတ်ဝက်ပိုင်းမြင်လို့ခေါ်တယ်ဒါဆိုရင်တခုပဲကျန်တော့ angle C အဲ့တော့ angle C လေးကိုလည်းသွားတိုင်းမယ်ကွာဘယ်လောက်ဒီဂရီရှိလဲအော်ဆရာဆွဲထားတဲ့ angle C ကဒီမှာ90ဒီဂရီဒါဆိုရင်ဆရာတို့ကတဝက်ဝက်တော့ဘယ်လောက်လဲ25 25ဆိုတော့အဲ့ဒီတဝက်နေရာလေးမှာအမှန်မှန်လိုက်မယ်ပြီးသွားရင်ဆရာတို့ပေနံလေးနဲ့ ောင်းထုတ်ဝပိုင်းမြင်လေးဆွဲလိုက်မယ်။ဩပြီးသွားရင်နာမည်ပေးမယ်ကွာသူ့ကို F လို့ပေးလိုက်မယ်။ကဲဒါဆိုရင်ဆရာတို့ကအော်ဒီ NGC ကိုဒောင်းထုတ်ဝပိုင်းလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီဒောင်းနှောင်းနေလေးပဲဗာဖြစ်လေ။ညီတယ်ထုတ်ဝပိုင်းလိုက်တာ။ဒါဆိုဆရာတို့အခုဆွဲလိုက်တဲ့ဟောဒီ CF မြင်းလေးကိုဘာလို့ခေါ်လဲ။ဒောင်းထုတ်ဝပိုင်းမြင်းလို့ခေါ်တယ်။ဒါကြောင့်ဒောင်းနေကိုဒီစားဒီဒီတိုင်းတာလေးနဲ့ဘာလို့ရမလဲ။တဝဲဝဲရမယ်။အဲ့တော့ဆရာတို့အခုဆွဲလိုက်တဲ့ နောက်တစ်ဘက်ပိုင်းအမြင်သုံးချောင်းဒီဘယ်နေရာလေးမှာစုံလဲဆိုတော့ကျွန်တော်ဟောဒီနေရာလေးမှာစုံနေဒါဆိုရင်သူ့ကိုဆရာတို့ကအမှန်မှန်လိုက်မယ်နာမည်ပေးလိုက်မယ်ဟိုလို့ပေးလိုက်မယ်ဟောဒါဆိုဆရာတို့ကအခုနောက်တစ်ဘက်ပိုင်းအမြင်နေဆွဲတတ်ပြီးအဲ့ဒီနောက်တစ်ဘက်ပိုင်းအမြင်နေစုံတဲ့အမှတ်ကလေးကိုလည်းသိပြီးအဲ့တော့ဆရာတို့ကဘာလို့ရမလဲဆိုတော့အဲ့ဒီအမှတ်ကလေးကိုဆရာတို့ကဘဟုပြုပြီးတော့ဆရာတို့20စုံဝိုင်းဆွဲရမယ်အာ20ဆိုတာတတိကံရဲ့အတွင်းကိုထိရဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က ရင်းဒီဆိုဝိုင်းဘလို့ဆွမ်းရမလဲဆိုရင်ဆရာတော်ကကုနာကဒေါင်းထွက်ပိုင်းမြင်၃ချောင်းစုံတဲ့အမှတ်ကလေးကိုဗဟိုပြုပြီးတော့ရင်ဆရာတော်က triangle မှာရှိတဲ့ဆရာသားတို့တမီတို့ဆွဲထားတယ်ဆရာတို့ဆွဲထားတယ်အမှတ်လေးဘာအမှတ်လဲဆိုတော့ဒေါင်းထွက်ပိုင်းမြင်ဆွဲထားတယ်ဟောဒီအမှတ်ကလေးဒီမှာပဲဖြစ်ဖြစ်ဒီမှာပဲဖြစ်ဖြစ် F မှာပဲဖြစ်ဖြစ်ဟုတ်ပြီနော်အဲ့တော့သားတို့တမီတို့ကြိုက်နှစ်တဲ့အမှတ်မှာဆရာတော်က ထားလိုက်ပါဟောပြီเนาะပြီးသားရင်ဆရာတို့ဘာလို့လိုက်ပါလဲစဝိုင်းဝိုင်းတော့မှာပေါ့ဟောပြီเนาะအဲ့တော့စဝိုင်းဝိုင်းပဲအဲ့တော့ဆရာဈေးအောင်လိမ့်လဲဆွဲလိုက်မယ်ဒါဆိုဆရာတို့စဝိုင်းလေးဝိုင်းလိုက်ပါကဲအဲ့ဒီစဝိုင်းကိုဆရာတို့က20စဝိုင်းလို့ခေါ်တယ်ဒါဆိုရင်ဆရာတို့အခုဗဟိုပြုထားတဲ့ဟောဒီဗဟိုကိုကြတော့ဆရာတို့က20စဝိုင်းဗဟိုလို့ခေါ်တယ်ဟောပြီเนาะဒါဆိုရင်ဆရာတို့20စဝိုင်းဘယ်လိုဆွဲရမလဲဆိုရင်မှတ်တမ်းရမယ်20စဝိုင်းဆွဲခြင်းရင်တောင်းထက်ဝက်ပိုင်းမြင်ဆွဲရမယ် အဲ့တော့မှတောင်တုံးဝပိုင်းမြင်း၃ချောင်းစုံတဲ့နေရာလေးကိုဗဟိုပြူပြီးတော့20ဆဝိုင်းဆွဲလို့ရတယ်။အဲဆိုဆရာတို့အခုဒါနုဝပိုင်းမြင်းနေလဲဆွဲတတ်ပြီ20ဆဝိုင်းလဲဆွဲတတ်ပြီအဲဆိုရင်ဒီဟာနာမည်ပြောင်းသွားပြီ။ဒါနုဝပိုင်းမြင်း၃ချောင်းစုံတဲ့အမှတ်ကိုဆရာတို့ကဘာလို့ခေါ်မလဲ။20ဆဝိုင်းဗဟိုလို့ခေါ်မယ်။ဒါဆိုဆရာတို့ဟောဒီသင်ခန်းစာလေးကနေမဆူလေးရပြီ။အဲ့တော့ ရိကန်ရေအတွင်းတောင်းများကိုတောင်းထုတ်အပိုင်းမြင်နေသည်ဗမာစုံလဲဆိုတော့အမတ်တကူထဲမှာစုံရတဲ့အဲ့ဒီအမတ်ဒီဒရိကန်ရဲ့နားရီကိုထိနေတဲ့20ဆဝိုင်းရဲ့ဗဟိုဖြစ်တဲ့အတွက်သူ့ကိုဆရာတို့က20ဆဝိုင်းဗဟိုလို့ခေါ်တယ်။ဟုတ်ပြီနော်။ဒါဆိုရင်စင်တာလို့ခေါ်တယ်။ဒါဆိုတော့တမီးတို့ဒီပုံလေးရအောင်မှာတော့တမီးတို့ဆွဲထားတဲ့ပုံလေးရအောင်မှာဟောဒီမဆူလေးရေးလိုက်မယ်။ဒါဆိုရင်သားတို့တမီးတို့နားလိုက်မယ်နော်။ဒါဆိုဆရာတို့ဒီ level လေးတိုက်ရအောင်။အဲခါကနနာတိသွားပြီဆိုတော့ ဆရာတို့တွေဘယ်ဟာလေးကိုဘာလို့ခေါ်တာလဲဘယ်ဟာလေးကိုတော့ထုတ်ဝက်ပိုင်းမြင်လို့ခေါ်တာလဲအဲ့ဒီပုံထဲမှာဆရာတို့ကလည်းအနီရောင်လေးနဲ့ဆွဲထားတဲ့မြင်းလေးတွေဟုတ်ပြီနော်အဲ့ဒီမြင်းလေးတွေကိုဘာလို့ခေါ်လဲ down ထွက်ဝက်ပိုင်းမြင်းလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ down ထွက်ဝက်ပိုင်းမြင်းကဲဒါဆိုရင်ဒါတို့ဆရာတို့ဒီဘက်အလဲကောင်က down ထွက်ဝက်ပိုင်းမြင်းကြောင့်၃ချောင်းစုံတဲ့အမှတ်လေးကိုကြာဘာလို့ခေါ်လဲ20 some y ဘဟုဟုတ်တယ်ပြီးသွားရင်ဆရာတို့ ဘေးကဆွဲထားတဲ့အဲ့ဒီဆွန်ဝိုင်းကိုကြပါလို့ခေါ်လဲ20ဆွန်ဝိုင်းလို့ခေါ်တယ်ဒါဆိုရင်တို့သမီးတို့တော့တုပ်ပပိုင်းမြင့်နေလဲတည်သွားပြီ20ဆွန်ဝိုင်းနေလဲတည်သွားပြီ20ဆွန်ဝိုင်းဘဟုတွေလဲတည်သွားပြီဒါဆိုရင်ဒီနေ့သင်ခန်းစာလေးရဲ့အားလုံးသမီးတို့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့ဒီနေ့ရဲ့စကားလက်ဆောင်လေးကယတတနာကိုမသိမ်းဆဲနိုင်လည်းဘေးတင်တဲ့ အဲ့တော့ဆရာတို့တွေရတန်းဟောပြီเนาะအဲ့တော့ဆရာတို့ကအစာဟာရတွေကိုမှဟောပြီเนาะအဲ့တော့တက်မစ်တဲစိတ်ဟောပြီเนาะအဲ့ဒါလေးကိုဆရာတို့ဘာလို့နိုင်ရမလဲသီးခံနိုင်ရမယ်အဲ့တော့တာဝန်သမီးတို့ဒီဆရာမိဘတို့တဲ့တစင်းမြင့်အောင်စူးစမ်းနိုင်တဲ့ចောင်းသားចောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်